ဟယ်လိုညာဘက် skin care ကိုဘယ်လိုလေရပိုင်လေရလိမ့်ရမယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြပေးခြင်းပါတယ်။မတို့ skin care လိမ့်တော့မယ်ဆိုရင်ကိုယ့်ရဲ့ skin type ပေါ့နော်ကိုယ့်ရဲ့အသားရေပေါ့မူတည်ပြီးတော့လိမ့်ရတဲ့ဟာလေးတွေကနည်းနည်းလေးတော့ကွာသွားတယ်။ဆိုတော့ပထမဆုံး step က cleansing ပေါ့နော်။ကိုရီးယား sunscreen တွေလူးရဲပြင်နေသွားရဲဆိုရင်တော့ double cleansing လေးတေချာလုပ်ပေါ့နော်။ cleansing water သုံးပြီးတော့မျက်နှာသစ်ဆေးလေးတေချာသုံးပေးပေါ့။အခုမှတော့ဒီ cleansing water တုပ်ထားပြီးပြီမျက်နှာလည်းတက်ပြီးပြီပေါ့နော်။ဆိုတော့မှမျက်နှာသစ်ဆေးကိုတော့အခုကဘောက်ဒါမှသုံးထားရတယ်။ပြီးတော့မျက်နှာသစ်ဆေးကတော့ Q2 Pro ကဟာလေးပဲသုံးလိုက်တယ်။ Gentle ပေါ့နော်။မှမျက်နှာသစ်ဆေးကိုအရင်ချောက်သွားလို့တိတ်မကြိုက်တဲ့ ဲ့ခါကျတော့မနာတစီဆိုဂျန်တော့သုံးတာများတယ်။တင်ပြီးသွားရင်ဘာလုပ်ရမလဲဆိုတော့ cleansing ပြီးသွားရင်တော့ toner step ပေါ့။ toner step ကမဖြစ်မနေတော့မလို့ဘူး။ဒါပေမဲ့အဲကို့သားကြီးကအစီပြန်တဲ့သူတွေဆိုတော့ toner step လေးကိုနည်းနည်းသုံးသင့်တယ်။အဲ toner ဆိုတဲ့နံပါတ်ဒီ slip slip ပါတဲ့ဟာမျိုးလေးသုံးတာပဲဖြစ်ဖြစ်တခြားအာဒီ hydrating toner လေးသုံးတာပဲဖြစ်လုပ်ပေးသင့်တယ်ပေါ့နော်။ဆိုတော့အမတို့ toner step သုံးရတာကြိုက်တဲ့အတွက် toner step ကိုထည့်ရပေါ့နော်။လောကကြီးမဖြစ်မနေ essential step ထဲမှာတော့မပါဘူးပေါ့ toner က။ဆိုတော့အမ toner ဘယ်လိုလုပ်လို့ရှိလဲဆိုတော့အမသုံးမဲ့ အာ serial step ကိုကြည့်ရပေါ့အမဒီနေ့ serial ကိုအာဥမာနာစနမိုက်လေးတုံးချင်တာဒါမှမဟုတ်လဲ slip slip ပါရဟာမျိုးလေးတုံးချင်တာဆိုရင်တိုနာကိုဒီလိုအပြော့ပဲတုံးတယ် hydrating toner ပေါ့နော်ဒီလိုမျိုးဟာရတယ် bio drama ပန်းရောက်လိုဟာမျိုးလေးရတယ်အဲ့လိုတိုနာလေးတုံးတယ်တကယ်လို့ကိုက serial လေးကိုအပြော့ပဲလူလို့ရတယ်ပေါ့ hyaluronic acid ပါတဲ့အစိုးရပေးတဲ့ဟာလေးပဲဖြစ်အဲ့လိုတုံးမယ်ဆိုတော့အမကအာတိုနာကိုဒီလိုအာဒီ pH ရှိပါတဲ့ဟာမျိုးလေးတုံးတယ်ပေါ့နော်ဆိုတော့ အာဒီနေ့ကတော့အမကတော့ဒီမျက်နာကိုနာစနမိုက်ပါတဲ့ဆီရလေးသုံးခြင်းနဲ့အတွက်တူနာကိုအပြော့လေးပဲသုံးမယ်ဆိုတော့ဒီလို hydrating တူနာလေးသုံးမယ်ပေါ့နော်ဆိုတော့တူနာလေးကိုသုံးမယ်တူနာသုံးတဲ့နေရာမှာအမတော့ဒီလိုဂွန်းလေးနဲ့ယူပြီးသုံးရတာကြိုက်တယ်ပေါ့နော်အဲတကယ်လို့ကိုကအသားချောက်တဲ့သူတွေပါလေဆိုတော့တူနာလေးကို hydrating အဆိုတက်ရအောင်ပုတ်ပုတ်ပြီးလူပေးလို့လည်းရပါတယ်ဆိုတော့ဒါကတော့တူနာ step ပေါ့နော်ဒီလိုမျိုးတူနာ step ပြီးသွားပြီဆိုရင် ်အမတော့ serial step ကိုတန်းသွားလေးရှိတယ်ဒါမဲ့ကိုကအသားအရန်ခြောက်တဲ့သူတွေဆိုတော့ဒီကြားထဲမှာ essence step လေးသုံးလို့ရတယ် essence ဆိုတဲ့နေရာမှာအာဒီလိုမျိုးပေါ့နော်ဒီအာ hyaluronic acid ပါတယ်ဒီလို essence လေးတွေပေါ့အဲ့လိုလေးသုံးပေးလို့ရတယ်နော်ဒီလိုမျိုး essence အစိုးတက်ဖြစ်တဲ့ essence လေးတွေကိုဒီအဆင့်မှာထည့်ပြီးသုံးပေးလို့ရပါပြီဆိုတော့အဲ့ဒါပြီးတော့မတို့ serial step သွားမယ်ဆိုတော့ serial ကအမခုနကပြောသူနိုင်ယာစနမိုက်ပါလေးမှသုံးခြင်းတဲ့အတွက်ဒီနေ့အခုကတော့အမနိုင်ယာစနမိုက်လေးသုံးမယ်ပေါ့နော်ဆိုတော့နိုင်ယာစနမိုက် serial လေးသုံးမယ် ဟိုတကယ်တကယ်တော့ကိုသားရေကဟိုခံနိုင်နေဆိုရင်ပေါ့နော်အမဆလစ်ဆလစ်နဲ့နိုင်စနမိုက်တောင်တွဲသုံးတယ်ဟိုအရင်ဒီလိုမျိုးဆလစ်ဆလစ်ပါတဲ့တိုးနာလေးသုံးပြီးရင်မခဏလေးနေမနိုင်စနမိုက်သုံးတယ်မတ်စကင်ကတော့ခံနိုင်တာများတယ်အရင်ကြီး sensitive မဖြစ်တော့ပေါ့နော်သုံးတယ်ဒါပေမဲ့ဒီနေ့ကတော့အမအပြော့လေးပဲပေါ့တိုးနာအပြော့နဲ့ ဒီ night cinema စီရံလေးပဲတုံးလိုက်မယ် night cinema စီရံဘာကောင်းလဲဆိုရင်သူကဒီလိုအစီပြန်နာလေးတွေကိုတတားစီတယ်ပြီးရင်ကိုမရှိတဲ့ဒီ web channel ကြောင့်ကြံခဲ့တယ်ပေါ့နော်အမဲဆက်တွေမျက်နှာနီးရအနီးဆက်လေးတွေအဲ့လိုမျိုးတွေတတားစီရယ်ပေါ့နော်ဆိုတော့အမကဒီလို night cinema စီရံလေးကိုတုံးတာပေါ့ night cinema စီရံကိုမှသူ့မှာကအဲဇင်းနဲ့ပေါင်းထားမျိုးလေး ordinary လိုမျိုးပေါ့နော်ဇင်းနဲ့ပေါင်းထားမျိုးလေးတွေရှိတယ်နည်းနည်းဟို web channel အမဲဆက်တွေဆိုရင် transmission နဲ့ပေါင်းထားမျိုးလေးတွေရှိရစသဖြင့်ပေါ့သူ့ရဲ့ဟာလေးတော့ကွာသွားတယ်အခုမှလူလာတော့သူကတော့ဇင်းနဲ့ပေါင်းထားတာပေါ့အမအစီပုလေးလည်းနည်းနည်းရှိတော့အဲအဲ့လိုမျိုး ဒီ9 cm နဲ့စင်းပေါင်းထားတဲ့ဟာလေးတုံးလိုက်တာပေါ့เนาะဆိုတော့ စီရန်စတက်ပြီးသွားပြီ။ပြန်မှာဆိုတော့မတခါဒီလိုမျိုးစလစ်စလစ်ပါတဲ့စီရန်မျိုးလေးတွေလည်းတုံးတယ်။ဒီလိုမျိုးပေါ့နော်။ဝက်ချန်တွဲဆိုဘိုင်ဒါမစီရန်လေးအဲ့လိုလည်းတုံးတယ်။ဆိုတော့အမတူနာအပြော့လေးနဲ့ပဲတွဲပြီးတုံးတာပေါ့နော်။စီရန်ကတော့ဟိုတလဲစီပေါ့ကိုအစဉ်ပြေးတဲ့ဟာမျိုးလေးတုံးတယ်။နာဆနမိုက်တုံးတယ်ဒီလိုစလစ်စလစ်တုံးတယ်။တခါလေမျက်နှာ brightening ဖြစ်ချင်တာမျိုးဆိုရင်ဒီလို abuting ပါတဲ့ဟာမျိုးလေးတုံးတယ်။အမဒီလိုတူနာအပြော့လူထိုင်းလေးဆိုစီရန်လေးတွေကိုဒီလိုနာဆနမိုက်ပဲဖြစ်ဖြစ်စလစ်စလစ်ပါတဲ့ဟာလိုမျိုးလေးပဲဖြစ်အဲ့လိုတွဲရဲပေါ့နော်။အဲတကယ်လို့မဟုတ်ဘူးအမကဒီနေ့ကိုဟိုဒီလိုအာဒီ စလစ်စလစ်ပါတဲ့ဟာမျိုးလေးပေါ့ဒီလိုစလစ်စလစ်ပါတဲ့ဟာမျိုးလေးသုံးထားရဲဆိုရင်တော့အမအစီရမ်လေးကိုအာဒီအရင်လဲမပြင်းသွားအောင်ပေါ့နော် brightening ဖြစ်တဲ့တူ alpha brightening ပါတဲ့ whitening ပေါ့ alpha brightening ပါတဲ့စီရမ်လေးသုံးတယ်ဆိုတော့အမဒီလို step ကိုမနက်မှသုံးတာများတယ်ဘေးရှင်းနဲ့သုတ်လိုက်တယ်ပြီးရင်ဒီစီရမ်လေးကိုမနက်ပိုင်းလူရဲပေါ့နော်ပြီးတော့ moisturizer လူတာပေါ့ အာ moisturizer မလူးခင်ဒီကြားထဲမှာတော့အမ eye cream လူးရဲပေါ့နော်ဆိုတော့ eye cream ကိုဘယ်ဆက်မှာလူးရမလဲဆိုရင်တော့မပစ်ဘူးဆိုရင်တော့ moisturizer မတိုင်ခင်လူးပါ moisturizer နောက်ဆုံး step ပဲလူးပါပေါ့နော်ဆိုတော့အမကဒီလို eye cream လေးပေါ့နော် eye cream လေးကိုဒီ step မှာထည့်သူကအများကြီးမလိုဘူးသူကလေ rejuven ဟာလေးကပပလေးလူးပေးရင်ရပြီဒီလိုမျိုးပေါ့နော် eye out လေးလေးကိုလူးပေးဒီလိုမျိုးလေး ဒီအမကတော့ဒီ eye cream ကို moisturizer မတိုင်ခင် step မှာထည့်တယ်ပေါ့ကိုမကိုရဲ့ eye cream ကအရင်ကြီးပြည့်နေရမျိုးဆိုတော့ moisturizer ပြီးမှလူလဲရပါတယ်ဆိုတော့ဒါကတော့အဲ eye cream ပြီးသွားပြီပေါ့နော် eye cream ပြီးသွားတော့မှ moisturizer လူမယ် moisturizer မှာတော့အရင်ရွေးရတာများတယ်အမ moisturizer အများကြီးရှိရပေါ့နော် ordinary က natural moisturizing factor လည်းသုံးတယ် dandruff က harley လည်းသုံးတယ် berry balm လည်းသုံးတယ်ပြီးနေတဲ့အရင်အစီပြန်တဲ့နေ့ဆိုဒီလို hyaluronic က immersion လေးလည်းသုံးတယ်အာပြီးရင်အခုနောက်ပိုင်းသုံးရကြိုက်နေရဒီ cosmo ရဲ့ဒီ moisturizing gel လေးလည်းကြိုက်တယ် ဆိုတော့ဒီနေ့ရောဒီ moisturizing gel လေးပဲသုံးလိုက်ဆိုတော့ဒီမျက်နှာအရင်ကြီးဆက်နေရလို့မခံစားလို့ပေါ့နော်။နည်းနည်းတချို့ရက်တွေမှာနည်းနည်းမျက်နှာကဆက်တာမျိုးခံစားရဆိုတော့အမဒီလိုမျိုး berry balm cream လေးသုံးတာများတယ်။အစိုးရဖြစ်ရတာလေးပေါ့နော်။ဆိုတော့ဒီနေ့တော့ဒီ cosmo ရဲ့ moisturizing gel လေးပဲသုံးလိုက်မယ်။သူ့ရဲ့ texture လေးကလေအဲ့လိုအရင်ကြီးဟိုမပစ်ဘူးပေါ့နော်။လိမ့်လို့ကောင်းတယ်။ဆိုတော့အမဒီနေ့တော့ဒီ moisturizer လေးပဲလုပ်လိုက်မယ်။ gel type ပုံစံလေးပဲပေါ့နော်။ဆိုတော့ level လေးကြီးလည်းလူဖို့မမင်းနဲ့เนาะဆိုတော့အဲဒါကတော့ဒီ nice skin care step ပြီးသွားပါပြီတချို့ကတော့လို mask တွေကတ်တာရွာကြီးလုပ်တယ်ပေါ့နော်ပေါ့နော် mask သုံးတာရွာကြီးကတိတ်မသုံးဘူးကိုသုံးချင်တယ်ဆိုရင်လည်း mask လေးတွေကိုတစ်ပတ်တစ်ခေါက်နှစ်ပတ်တစ်ခေါက်လောက်ပဲဖြစ်ဖြစ် clay mask လေးကတ်တာပဲဖြစ်လုပ်ပေးလို့ရပါတယ်ဒါကတော့ကို choice ပေါ့နော်ဆိုတော့ဒီနေ့ကတော့အမကတော့အဓိကအသားရည်အစီပြန်တဲ့ဟာအတွက်လိမ့်တာပေါ့နော်တကယ်လို့ကိုသားရ6တယ်ဆိုရင်တော့ကိုရဲ့ skin care ထဲမှာဒီလို hyaluronic acid ပါတဲ့ဟာမျိုးလေးတွေ hydrating toner လိုမျိုးလေးတွေပြီးရင် ဟာရလိုနဲ့ accessories လိုမျိုးလေးထည့်ပြီးတော့သုံးပြီးလို့ရတယ်။ဒါရ combination ဆိုရင်တော့ဟုတ်တဲ့နေရာလေးတွေကို moisturizer နဲ့ပစ်တာမျိုးလေးတွေသုံးပြီးတော့အစီပြင်းတဲ့နားကို gel type သုံးတာမျိုးလေးတွေဒါမှမဟုတ်လေဒီလို pH ပါတဲ့ toner လေးတွေကိုအစီပြင်းတဲ့နားလေးတုပ်ပေးတာမျိုးလေးလုပ်ပေးလိုက်ရပါတယ်။ကိုယ်သားရအရန်ချောင်းရင်တော့ moisturizer လေးသေချာလို့ပေါ့နော်။ normal skin တွေကတော့ကိုယ်အဆင်ပြေတဲ့ကိုယ်ကြိုက်တဲ့ဟာလေးသုံးလို့ရပါတယ်။ဆိုတော့ဒါလေးကတော့ skin care step ကိုပေါ့နော် layering လေယာပိုင်လေယာပေါ့နော်ဘယ်လိုလဲလူရလဲဆိုတာပြပေးရပါအဲ့ဆိုတော့ skin care ကဘယ်ဟာအရင်စလူရအောင်လဲဆိုတော့မသိရင်ကိုလူတဲ့ skin care တွေကိုအဲအကျဲအပစ်ပေါ့နော်စီလိုက်ပါအကျဲတာနေစပြီးတော့စပြီးလူပေးပါအဲ့လိုမျိုးဆိုရင်လည်းမမအောင်နော်ဒီနေ့ကတော့ညာဘက် skin care လေးကိုလောပြပေးလိုက်တာပါနော်